အားလုံးပဲမင်္ဂလာပါ အုံကံမယာပရာတုဒခန္ဓာကနေပြန်လဲကျေဇူးလိုက်ပါတယ်အခုတစ်ခါပြောပြပေးမှာကတော့ဒေးစွန်မဖျားပေးမှရှိတဲ့နောဝီတောင်က ရှမ်းညီနောင်ဘာချိုင်းဘာတိုင်းရဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နောဝီတောင်က ရှမ်းညီနောင်ဘာချိုင်းဘာတိုင်းလောကီကန္ဓာရေးပညာရပ်စွာတုံးတက်လျင်စီမတုံးတက်လျင်ဘေးဖြစ်ချေတယ် အထူးသဖြင့်အဲ့ဒီပညာရည်တွေကိုကြမ်းကျင်တက်မြောက်ထားသူများဖို့မိမိရဲ့အတ္တမာနနဲ့မတော်လောဘကိုရှည်တန်းတင်ခဲ့သည်ရှိသောမိမိအတွက်သာမကတခြားသူများအတွက်ပါပျက်စီးအကျိုးရောက်ခြင်းကိုဖြစ်စေတတ်တယ်။အဲ့ဒီအတွက် ရှိရှိက လောကီဆရာကြီးများက မိမိတို့ပညာရဲ့တူကိုတော်တန်ယုံတပိတပန်းတို့အားလက်ဆင့်ကမ်းအမွေမပေးခဲ့ကြပဲတရားပါအနေနဲ့ယူဆောင်သွားကြလေတယ်။အင်းပညာကိုတဖက်ကန်းခတ်တန့်ကျွမ်းနဲ့ဘာတိုင်းနဲ့ဘာတိုင်းဟူသော ရှမ်းညီနောင်နှစ်ယောက်ဟာပုထုရှင်လူသားများဖြစ်တာနဲ့အညီလောဘအလျောက်ဒေးစုံမာတို့တိုက်တူးရန်ထွက်ခဲ့လာကြလေတဲ့။ရာတိဥတုကိုမိခိုးပြီးရှာဖွေစားတောက်ရတဲ့တောင်ရသမားများဖြစ်တာနဲ့အညီ အချိန်ခါမဟုတ်မိုးရွာခြင်းနေပူခြင်းအဆရှိတဲ့ရာသီဥတုဖောက်ပြန်နှိမ့်ဆက်မှုများကြောင့်၎င်းတို့ရဲ့ဖျားတဲ့ចောင်းဆောင်မဲ့ရည်ရွယ်ချက်များပြက်ပြယ်ခဲ့ရသလိုမိမိတို့ရဲ့တခုတည်းသောညီမလေးဖြစ်တဲ့ရွှေစင်ဥရဲ့ဝစ်ချင်စားကျင်သောဆန္ဒများကိုပင်မဖြည့်ဆည်းပေးနိုင်ကြတော့ပါအဲ့ဒီအတွက်ဘာကျိုင်းကညီဖြစ်သူနဲ့အတိုင်းမင်းကတိုင်များပေါ်ရာဒေးစုံမတို့တွား၍တိုက်တူးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ချေတယ်ဆရာသခင်ဖြစ်သူ ဝိစရူကြီးဥအောင်မြက်ကမင်းတို့တွေဒီပညာကို လူသားတွေကောင်းကျိုးအတွက်အသုံးပြုပါဒီပညာနဲ့သာသနာတော်ကိုစောင့်ရှောက်ပါ လူသားတွေကိုကဲတင်ပါကံ၅ပါးကိုလုံခြုံအောင်စောင့်ထိန်ပါအထူးသဖြင့်အနန္တောနန္ဒ၅ပါးကိုမပြစ်မှားမကျူးလွန်မိစေနဲ့ဆိုပြီးဆုံးမစကားများကိုပင်လစ်လူရှုခဲ့လေတော့တယ်ဒီလိုနဲ့တဏှာရောက်မှာတော့ဦးကျိုင်းကအေးညီလေးရေဒီတောင်က ဥစ္စာဆောင်တိုင်တန်းရှင်တွေပေါ်တဲ့တောင်းပဲတောင်ပေါ်မှာလဲဖျားစီတွေမရှိတော့ဖျားတိုက်တော့မဖြစ်နိုင်ဘူးဒီတော့ငါတို့လုပ်ငန်းစလိုက်ရအောင်ဟုတ်ဟုတ်ကဲ့ကိုကြီးဦးကျိုင်းကပြောပြောဆူဆူနဲ့စီဝိုင်းတစ်ခုတားလိုက်ပြီးအသင့်ပါလာတဲ့အုံပွဲငပြိုးပွဲနဲ့အစီမံများကိုချကမန်နံများကိုရွတ်ဖက်မှန်းမုံလေတယ်အဲ့ဒီနောက်အသင့်ပါလာသောအင်းတစ်ချက်ဖြင့်ထိုတောင်ငုံကိုလှမ်း၍ပြစ်ပေါက်လိုက်လေတယ်။ထိုခါတောင်ပေါ်မှာ ဝုံဝုံဝေါ်ဟောဟူသောငလျင်တော်လဲတန်ကြီးများထွက်ပေါ်လာပြီးဒေဇုံမတထောင်လုံးကိုကြောက်မက်ပွေဖုံးလွှမ်းသွားတော့လေတယ်။အေးညီလေးရေတတိထားဟိတိုက်ဆောင်ဘလူးနဲ့နာနာဘဝတွေထွက်လာကြပြီ။စူးတင်းပုတ်ကြီးများကိုကင်ဆောင်ထားတော့လူနှပြန်စားလောက်ရှိနေတယ်။တိုက်ဆောင်ဘလူးကြီးများက တိုက်ခိုက်ဖို့ဟန်ပြင်လေရာတော်ရွယ်လူသားများသာဆိုတဲကြီးပြက်၍အဲ့ဒီနေရာမှာပင်အသက်ပြောက်သွားနိုင်တယ်။အောင်မာနေတို့ကလာလာကြည့်သည်။ဘာတိုင်းအကြောင်းကိုမတီသေးဘူးနဲ့တူတယ်။ကဲသေလီရောဟဲ့။ဘာတိုင်းကလည်းအသင့်ပါလာသောစေလုံးများဖြင့်အဆက်မပြတ်ပြစ်ခတ်လေရာခုနကချင်းကြောက်ဟင်းဟောက်လေးရဲ့ရှိသောနနာဘဝတွေက အလျော်လျော်ဖြောက်ွယ်သွားကြလေတယ်။ ါ့ဒါပေမဲ့တိုက်တကားကြီးကတော့မပွင့်သေးတဲ့အတွက်ညီကိုနှစ်ယောက်အကြက်ရရပြန်တယ်အေးညီလေးရေမင်းမှတ်မိလားဆရာကြီးဥအောင်မြတ်ဒိုရှမ်းပြည်ကမပြန်ခင်ငါတို့ညီကိုနှစ်ယောက်ရဲ့လက်ဖဝါးမှာအင်းတစ်ခွက်စီစုပ်ထိုးပြီးတိတ်ထိတ်တင်ပေးခဲ့တယ်လေအော်အကူကြီးဟုတ်ဟုတ်မှတ်မိပြီအကူကြီးဆရာကြီးကကျွန်တော်တို့ညီကိုရိအရေးကြုံတဲ့အခါနှစ်ဦးသဘောတူလဘွားရိုက်ပြီးဒီအင်းနဲ့အမိန်ပေးရင်ဘာမဆူအောင်မြင်နိုင်တယ်လို့မိန့်ခဲ့တယ်မဟုတ်လား ဟုတ်တာပေါ့ညီလေးရာဒီတခါတော့တို့ညီကိုနှစ်ယောက်ဒီအင်းကိုအသုံးချဖို့အချိန်တန်ပြီဟဲ့ကဲတို့ရှမ်းညီနောင်နှစ်ယောက်လက်ဘွားချင်းရိုက်လို့တယောက်ကအနှောက်ရှက်တွေကိုစီးကထားတယောက်ကတော့အာနာဇက်နဲ့တိုက်ကိုဖွင့်လိုက်မယ်တိုက်တကားကြီးပွင့်လေရောကွယ်သူတို့အမိတ်ပေးလိုက်တဲ့နေ့တပြိုင်နက်တဝောဝောမြည်တန်ကြီးနဲ့အတူတောင်ထိပ်မှာမြေဆိုင်မြေခဲသားများပဲ့ကြလာလေတဲ့ အဲ့ဒီနောက်အောက်ခြေကကြောက်တကားကြီးပေါ်လာပြီးတကားကြီးမှာတဖြည်းဖြည်းပွင့်လာခဲ့တယ်။အထဲတွင်ငိုယိုနေသောဥษาဆောင်တိုင်တန်းရှင်များကို တွေ့ရလေတယ်။ဦးကျိုင်းတို့ကထိုဥษาဆောင်တိုင်တန်းရှင်များကို အသင့်ဆောင်ယူလာသောချီမန်းခွေများဖြင့်ပြစ်လိုက်ရာအဲ့ဒီနေရာမှာပဲတုံ့နှောင်ပြီးသားဖြစ်သွားကြလေတယ်။ထိုအခါမြစင်းရောင်တိုင်မှာတိုင်တန်းရှင်မနှင်းစိန်ကအကူအကူတို့မောင်ကြီးတို့ရဲ့မနှင်းတို့က ဖျားတိုက်ကိုစောင့်ရတဲ့တိုင်နန်းရှင်တွေပါ။နောက်ပွင့်မဲ့အရိမတီယဖျားရှင်ကိုရည်စူးရီမှန်းသည်လှူဒန်းမဲ့ပစ္စည်းတွေမို့မပြင်းမကောင်းပါဘူးရှင်။အောင်မဥစ္စာဆောင်မငါတို့ကိုလာမပလီနဲ့နင်တို့တိုက်ပေါ်မှာဘာဖျားပထိုးမှ မရှိဘူးဆိုတာငါတို့သိထားပြီးသား။နှင်းစိန်တို့ရွှေစီလေးကငလင်တန်ကြောင့်ပြိုကျပျက်စီးသွားတာကြားခဲ့ပါပြီရှင်။အဲဒါကြောင့်ဖျားငုတ်တူတော်မတွေ့ရတော့တာပါ ဒီစကားကိုဖះမှာတစ္ဆာဆိုပြီးကျင်ပြောဝင်มาတဲ့အမောင်တို့ဟာဟာဟာမဲမဲမဲမင်းတို့ဥစ္စာဆောင်တွေကတော်ယုံစရာဆို၆လံဒုက္ခပေးမယ်အစွမ်းသိတိချင်းမရှင်နိုင်တဲ့အစရာတွေဆိုရင်အခုလိုမျက်ရည်ကန်ထိုးပြီးပလီမယ်မာယာနဲ့ဖျားယောင်းလှည့်စားမယ်အဲ့ဓာရီကိုဘာတိုင်းတို့ကယူနေပြီကွာဟာဟာဘာတိုင်းလူကြီးကိုနေအောင်လောဘတက်လေတက်ရှင်စရာပဲလေ ညာစင်းရောင်တိုက်ရဲ့တိုင်တန်းတော်ကြီးထဲမှာရွှေရောင်တဖိတ်ဖိတ်တောက်နေတဲ့ရတနာပစ္စည်းများအည်သွေးကောင်းတဲ့ဗရန်များများရွှေတိပြီးနေတဲ့အိုးခွက်ပကံများလောက်ဥရတနာများကို တောင်ပုံရပုံတွေ့မြင်ကြရတယ်။ကဲပါညီလေးရဲ့ဒင်းတို့နဲ့ရှီရှီဝီဝီပြောမနေနဲ့တော့အခုကနေရင်းသိင်းချင်းရောက်နေပြီလေ။မကြခင်လဲမှောင်တော့မှဆိုတော့အချိန်ကတိတ်မရှိတော့ဘူး။အဲ့ဒီအခါမင်းနှင်းစိန်တို့ကတောင်းပန်လေတယ်။မင်းနှင်းတို့မောင်ကြီးတို့ကိုလက်အုပ်ချပြီးတောင်းပန်ပါတယ်။ ဖျားတိုက်မှုတန်တရာအတွက်လည်းမကောင်းနိုင်ပါဘူးချမ်းသာပြီးကြပါရှင်တော်တော်မယ်မင်းတို့ငိုနေလဲအပူပဲအခုတော့မှောင်ကြီးတမ်းမီမှုတိုက်တကားကိုပြန်ပိတ်ပေးခဲ့မယ်ညီလေးရေတို့တွေမနှက်ပြန်မနှက်ဆော့ဆော့ကြမှဒီကပစ္စည်းတွေကိုလှဲနဲ့လာသေးရအောင်ကောင်းမီကိုကြီးဒီလိုပဲလှုပ်လိုက်ကြတာပေါ့ဒီလိုနဲ့ဘာဆိုင်တို့ညီကိုနှစ်ယောက်ဟာ ိုင်နန်းရှင်များရဲ့မြားစင်းရဖျားတိုက်အားပိတ်ပြီးခဲ့ပြီး၎င်းတို့ခိတ္တနေထိုင်ရာဒေသမှာတောင်နီးရှိတောင်ညွန်းဆိုတဲ့ရွာကလေးကို ပြန်ခဲ့ကြလေတဲ့တောင်ညွန်းရွာနဘေးမှာဒေသမှာတောင်တော်မြတ်ကြီးကိုရစ်ခွေစီးဆင်းနေတဲ့စမ်းကြောင်းငယ်လေးတစ်ခုရှိရဲ့သူစမ်းကြောင်းပြီးမှကရင်မိသားစုတစုနေထိုင်ပြီးအင်္ဂလိပ်တစ်လုံးရှိတယ်။သူတို့ကတောင်ယာလောက်ကင်ကြပြီးအသက်မွေးကြတယ်။ဖြစ်ချင်တော့အဲ့ဒီနေ့မှကရင်မာကြီးရဲ့သမီးဖြစ်သူက ခလီးတယောက်မိဖွားခဲ့တယ်။ အဲ့ဒီအခါကရင်မာကြီးကသမီးရဲ့မတန်ရှင်းတဲ့မိနေတဲ့အဝတ်များကို ထိုစမ်းကြောင်းလေးမှာရှော့ဖို့နေတယ်။အညစ်ကြီးများလည်းစမ်းကြောင်းရီမှာတဆင်မျောပါစီစဉ်လျက်ရှိပြီးဦးကျိုင်းတို့တောင်ညွရွာကို ပြန်လာခရီးတစ်ထောင်နားတဲ့အခိုင်နဲ့ကြုံမိကြလေတယ်။ညီကိုနှစ်ယောက်ကလည်းအရန်ကိုမောပန်းနွမ်းနယ်လာတဲ့အတွက်စမ်းကြောင်းရီကိုတောက်သုံးခြင်းမျက်နာတစ်ချင်းများပြုလုပ်မိကြလေတယ်။ အဲ့ဒီအခါဦးကောင်ခြေလက်တို့မှာထိုးထားတဲ့အင်းများဆေးများအာဂရင်းမှာထိုးထားတဲ့ဆေးများအင်းများတတိပြေအစွမ်းပြေကြလေတယ်။အင်းဆောင်ဆေးဆောင်နဘလူးများဟာလည်းထွက်ခွာ၍သွားခဲ့ကြလေတယ်။မိမိတို့တောက်သုံးခဲ့တဲ့ရေဟာရုံညံ့မတန့်ရှင်းသောရေဖြစ်တာကို ရှမ်းညီနောင်နှစ်ယောက်ကတော့မသိခဲ့ကြပေ။ဖြိုးကိုကြီးပါကြရင် ကျွန်တော်ဒီရေတောက်ပြီးခန္ဓာကိုယ်ရေတစစ်စစ်ရားရံလာတယ်ဗျ။အေးပါတိုင်းငါလည်းအဲ့လိုခံစားမိတယ်။ ငါတို့ပင်မန်းနာနဲ့ချွေးလွန်ထွက်ပြီးအင်အားတွေကုန်ကန်းသွားလို့နေမှာပေါ့လေတိုက်ဆီယာများဖြစ်သောဘာတိုင်းတို့ရဲ့တိတ်ထိအစွမ်းများပြက်ပြေသွားသောအခါဥစ္စာဆောင်တိုင်နှန်းရှင်များအားလည်းတုံအောင်ခံနာရခြင်းမှာလွတ်မြောက်ကြလေတယ်။ဖျားတိုက်မှုမပြင်းမားကြဖို့အမျိုးမျိုးတောင်းပန်တာတော့မရတဲ့တိုက်ဆီယာတွေတွေ့ကြသေးတာပေါ့။ဒီတခါတော့ညမတော်တို့အလှဲ့ပေါ့မမတော်မနှင်းစင်ရဲ့ ထို့သို့ပြောပြီးတိုင်တန်းရှင်ညီမများဖြစ်တဲ့မင်းင်းစိန်တို့ညီမများရီမောနေကြလေတယ်။မြာစိန်ရောင်တိုင်တန်းရှင်များရဲ့သွေးဖြတ်ဖွေရာလောင်ရည်တန်းများကိုဥကြိုင်တို့ညီကိုနှစ်ယောက်ကြားသိနိုင်တော့မှာမဟုတ်ပါဘူး။ထို့စဉ်ရှမ်းပြည်မှာကြံခဲ့တဲ့ညီမလေးရွှေစင်ဦးကဖျားစင်ပေါ်မှာတင်ထားတဲ့ပန်းဦးထဲမှရီဟာပန်းရောင်တို့ပြောင်းလဲသွားခဲ့တယ်။အလိုပန်းဦးထဲကရီတွေပန်းရောင်ပြောင်းသွားပါလား။ ဒါဆိုငါ့အကိုရီဒုက္ခရောက်ကြတော့မှာပဲမဖြစ်ဘူးမဖြစ်ဘူးဒေးစုံပါကိုငါအမြန်လိုက်သွားရမယ်။ဘာကျိုင်းတို့ခီးမထွက်ခင်ကနှမငယ်ရွှေစင်ဦးကို စီလင်သောရေပြည့်ထည့်ထားတဲ့ပလင်းတစ်လုံးပေးကယခုလိုမှာခဲ့တယ်။ညီမလေးဒီပလင်းကိုဖះအောင်ဆောင်မှာတင်ထားပြီးအကိုတို့ဒေးစုံပါကိုခီးသွားတဲ့အချိန်ကစပြီး ပလင်းထဲကရေကိုအမြဲကြည့်ထားပါ။ရေရောင်ကပဂရိအတိုင်းကြည်လင်နေရင် အကိုတို့အနေနဲ့မရှိဘူး။ အကယ်၍ရေရောင်ကပန်းရောင်ပြောင်းသွားရင် အကိုတို့အန္တရာယ်တစုံတရာရှိနေပြီအဲ့ဒီကနေနောက်ဆုံးအနီရောင်ကိုပြောင်းသွားခဲ့ရင်တော့အကိုတို့သေပြီလို့သာမှတ်ထားလိုက်ပါညီမကြီးထိုမှာစကားများကြောင့်ရွှေစင်ဥဟာအကိုများအတွက်ရတမအေးနိုင်ရှာပဲဒီစုံမတို့တုတ်ချီတင်က ထွက်ခွာလာခဲ့လေတဲ့ နောက်တနေ့နဲ့ဆော့ဆော့မှာညီဖြစ်သူဘာတိုင်းကလောဘရမက်တက်ပြီးတိုင်နန်းထဲမှာရှူငွေများကိုတဦးတည်းယူရန်ကြံစီလေတယ်။အဲ့ဒီအချိန်မှာအကူတော်ကတော့အိတ်နေတယ်ပေါ့နော်။အဲ့ဒီနောက်အကူဖြစ်သူအားအတိမပေးပဲညာစင်းရောင်တိုက်ရှိရာကိုထွက်လာခဲ့တယ်။ထိုအခါအကူကနိုးလာပြီးဟာဘာတိုင်းဘာတိုင်းဒီကောင်ဆော့ဆော့စီစီဘယ်သွားနေလဲမသိဘူး။ငါညကအိမ်မက်တွေလည်းမကောင်းဘူး။အခုလဲစက်တကူကူမိသားတယ်လို့စိတ်တွေရလေးလံနေတယ်။ ိုကျိုးတွေတော့နဲကုန်ပြီထင်ပါတယ်ကွာထို့သူပြောဆိုပြီးဘာဆိုင်လဲညီဖြစ်သူနောက်ကိုလှင်မြန်စွာလိုက်သွားလေတယ်တိုင်နန်းတီရှိရာယခုဓာထူးတောင်ဟုခေါ်ဆိုသောနေရာကို ရောက်ရှိနေတော့ဘာတိုင်းကအဝိတုလှမ်းမြော်ကြည့်ရာ မန်းဆွဲဖူးဖူးနဲ့တောဝက်ကြီးတကောင်ဟာသူ့ထံသို့အရှိန်နဲ့ပြေးလာတာကို တွေ့လိုက်ရတဲ့အတွက်အသင့်ပါလာတဲ့ဓမြောင်ကိုဆွဲကင်ထားလိုက်တယ် အမှန်တကယ်သူ့ထံကိုလာနေတဲ့သူကတဝက်မဟုတ်ပဲစိုးရင်စိဖြစ်အပြေးလွှားလိုက်လာတဲ့အကိုပါချိုင်းပင်ဖြစ်တယ်။ဥษาဆောင်တိုင်တန်းရှင်များကသူတို့ရဲ့ပယောဂဆက်ပညာစွမ်းနဲ့တောမောက်တောချောက်ဖြစ်အောင်ပြုစားထားတာဖြစ်တဲ့အတွက်မိမိအားရံမူလာသည့်တောဝက်ကြီးဟုထင်မှားခြင်းဖြစ်တယ်။အကိုဖြစ်သူမှလည်းညီဖြစ်သူအား၎င်းကိုရံပြုမဲ့တောဝက်ကြီးလို့တဖန်မြင်သဖြင့်အနားရောက်မှဓာတ်နဲ့ထိုးလိုက်ရညီကိုနှစ်ယောက်လုံးအသက်ဆုံးရှုံးရလေတယ်။ ထိုအခါဒေဇွန်မားတို့လိုက်ရန်ပြင်ဆင်နေတဲ့ညီမငယ်ရွှေစင်ဦးရဲ့လက်ထဲကရေပလင်းဟာအနီရောင်တို့ပြောင်းလဲသွားခဲ့လေတယ်။ရွှေစင်ဦးလည်းစိုးရိမ်တော့ကားစိတ်များနဲ့ဒေဇွန်မားကိုရောက်ဖို့တတော်ဝင်တတောင်ထွက် ခရီးကျန်းနှင်လာခဲ့ရာအလွန်ဝင်းကွာတဲ့ခရီးလမ်းဖြစ်တဲ့အတွက်ရပ်ပေါင်းအတော်ကြာမှဝမ်ဘဲအင်းဟုခေါ်တဲ့ရွာလေးတို့ရောက်ရှိခဲ့တယ်။ထိုမှတစင်ဒေဇွန်မားတို့ရောက်ခဲ့ပြီးအဖြစ်မှန်ကိုသိရှိရလေတယ်။ ငါနဲ့ငါအကိုတွေကိုတေကွဲကွဲအောင်လုပ်တဲ့တိုင်နှန်းရှင်တွေနင်တို့လည်းစိတ်ချမ်းသာမယ်မထင်နဲ့ငါဘလို့လက်စားပြန်ချိမလဲဆိုတာစောင့်ကြည့်ကြပြီးတော့ရွှေစင်ဥဟာဒေါသလျောက်ယခုလိုပြောပြောဆူဆူနဲ့မိမိကိုများအတွက်ဥစ္စာဆောင်တိုင်နှန်းရှင်များကိုကလေစားချီရန်စီးနွားနှကောင်ကိုစီရင်နေတယ်အဲဒီနောက်အင်းကွက်ကြီးကဥစ္စာဆောင်များရှိရာတောင်များကိုဖြိုစီတယ် မကြခင်မှာအသက်ဝင်လာတဲ့တိုင်နွားကြီးများဟာလည်းခွာတန်ပေးပြီးဂမူးရှူတို့ဒုံဆိုင်ပြီးကတောင်ကပန်းများကိုပြိုကျတဲ့အထိဥကျူဖြင့်ဝေးကြလေတယ်။ဟာမပီလာဟဲ့ဥစ္စာဆောင်မာတွေညက်ရီတွေဖြိုင်ဖြိုင်ကျနေတဲ့ကြားကအားရပါးရအော်ဟစ်ရေမောရင်ရွှေစင်ဥတရားလဲကျသွားခဲ့တယ်။နောက်ဆုံးမှာတော့ညီမလေးရွှေစင်ဦးဟာချစ်ရတဲ့အကိုနှစ်ယောက်နဲ့တီခွဲခွဲတဲ့ဖြင့်အလိုပင်ပန်းဝမ်းနေပူဆွေက ရင်ကွဲနာကြပြီးအဲ့ဒီနေရာမှာပဲတည်ဆုံးရှာလေတယ်။ညီလေးရေဖျားပစ္စည်းကိုပြင်မစော်ကားမိလို့အကိုတို့နှစ်ယောက်ကန်ကြီးထိုက်ပြီးအသေးဆုံးနဲ့တီးခဲ့ရလေတယ်။အခုလဲအကိုရီစိတ်နဲ့တို့ရဲ့ညီမလေးရွှေစင်ဥပါဒုက္ခရောက်ခဲ့ရရှာပြီ။အင်းကျွန်တော်လဲနောင်နာရလို့မဆုံးပါဘူးအကိုကြီးရဲ့။တိုက်တူးရင်တည်ဆုံးကြပြီးတဲ့နောက်မိတွေရမယ့်ဖြစ်နေရှာတဲ့ဘာတိုင်းနဲ့ဘာတိုင်းတို့ညီကိုနှစ်ယောက်ဟာ ယခုကဲ့သို့ညီးတွားနေကြစင်မှာမနိကုံတလာဟုအမည်ရတဲ့ဒေးစုံမှာတိုက်ချုပ်ဘိုးဘိုးကြီးကြွရှည်လာခဲ့တယ်။ပုထုဇဉ်လူသားမှန်ရင်အမားနဲ့ဘေကင်းကြမလဲလူလေးတို့ရဲ့။ဒါပေမဲ့အမားကိုသိရင်တော့ အမှန်ကိုပြင်နိုင်ရမယ်ကွ။ဟုတ်ကဲ့ဖူ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 ကဘလူပုပ်ကိုမျိုးပါလဲ။အေးအကျွန်ုပ်ကဒေးစုံမှာက တိုက်တွေကိုအုပ်ချုပ်ရတယ်။မနိကုံတလာဘိုးဘိုးဖြစ်ပေတယ်။ ကျွန်ုပ်အခုဒီကိုလာရတဲ့အကြောင်းရင်းကလူလေးတို့လူဘဝကကျူးလွန်ခဲ့တဲ့အပြစ်တွေကိုစီးကြောနိုင်မှုဒေဇောမာတောင်းနဲ့ဒေဇောမာဖျားကိုစောင့်ရှောက်တဲ့တိုက်အုပ်တွေအဖြစ်တာဝန်ပေးအပ်ဖို့ပါပဲ။ဟာဝမ်းတာလိုက်တာဖိုးဖိုးရဲ့ကျုပ်တို့ညီကိုနှစ်ယောက်ဖိုးဖိုးပေးရတဲ့တာဝန်ကိုကြည်ကြည်နက်နက်ကြီးမပြတ်မကွက်တာဝန်ထမ်းရွက်ပါမယ်လို့ကတိပေးပါရယ်ဖျား။အေးကွယ်တာဒုတာဒုတာဒုပါ ဒီလိုနဲ့ဘာတိုင်းနဲ့ဘာတိုင်းတို့ဟာဒေဇုံမာတောင်နဲ့ဒေဇုံမာဖျားတဝိုက်ကိုစောင့်ရှောက်ရတဲ့တိုက်အုပ်ဘိုးတော်များဖြစ်သွားကြပြီ။၎င်းတို့အတွက်နွားဝေတောင်မှာနက်နက်တီထားခဲ့လေတယ်။လာပြီလာခွေညာများမှာနွားလေပတ်တန်ခြူတန်များနွားတွန်တန်များကြားရပြီ။နောက်နေ့မနေ့အရောက်မှာတော့တောင်ပြူတာတွေကိုပဲတွေ့ရှိရတယ်လို့ဒေသခံတွေကပြောကြပါဗါတယ်။ဒါကတော့နွားဝေတောင်မှာတာသနာပြုနေတဲ့ ဘာကျိုင်းဘာတိုင်းရဲ့ဘဝအထုပ်ပတ်တီလေးကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်။